တော်တော်များများကမြန်မာပြည်မှာအတွေးလွဲနိုင်တစ်ခုပြောအောင်ဒီဖရာရဲ့တရားတော်တွေကိုကိုယ်ဝေရဘာသာအဖြစ်သတ်မှတ်ပြီးယုံများမကဒါတွေကလောကုတ္တရာစာတွေဒုနဲ့မဆိုင်ဘူးဆိုရင်အတွေးရှိအဲ့ဒါဘယ်ဟာစပြီးတော့အဲ့ဒီအတွေးဝင်လာတော့ဆို1885ခုနှစ်လွတ်လပ်ရေးဆုံးရှုံးသွားတယ် တိဘောမင်းပါသွားတဲ့နောက်ပိုင်းမှာအနောက်တိုင်းကလူတွေရဲ့အတွေးခေါ်တွေဝင်ရောက်လာဝင်ရောက်လာသည့်အတွက်ကြောင့်ဘုရားရဲ့တရားတော်တွေဟာထမင်းကျွေးနိုင်တာမဟုတ်ဘူးဆိုပြီးတော့လောကီပညာမှာထမင်းဝရတယ်ဆိုပြီးအဲ့ဒီပဲကြောင့်အဓိကအဲ့လိုဖြစ်ကုန်နော်ရှင်းတော့ကဘယင်တို့ဝင်ကြီးတွေပါတယ်ရရသဗျာဟောတဲ့တရားတော်တွေနဲ့အသုံးချပြီးတော့ပကံမျိုးကြီးတိဆောက်ခဲ့တယ်မန္တလေးမျိုးကြီးတိဆောက်ခဲ့တယ် အင်ဝါမျိုးကြီးတိဆောက်ခဲ့တယ်မရပူရမျိုးကြီးတိဆောက်ခဲ့တယ်လုံဆောင်သွားတဲ့ຢာတွေက ABCD တလုံးမှမပါဘူးဖြစ်သွားတာပါလုံးမင်းတရားလက်ထက် ABCD ရှိကိုမရှိသေးဘူးနော်လုံသွားတာလုံသွားတာကိုယ်နိုင်ငံနဲ့ကိုယ်ဟာကိုယ်ရှိတော်တော်ရှုံရှုံသွားတဲ့နောက်မှာ ABCD ကဝင်လာအမိုးရဘူးလို့ဆိုလိုတာမဟုတ်သူခင်နဲ့သူအဲ့တော့ မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုနောက်ပိုင်းကျတော့ဘုန်းကြီးတို့ငယ်ငယ်တုန်းကခဏခဏပြောတတ်ကြတယ်ဒါလောကုတ္တရာစာလောကီစာဟောလောကုတ္တရာစာဆိုခွဲခြားပြီးပြောနေကြတယ်မမြတ်စွာဘုရားဟောတဲ့တရားတော်တွေကလောကုတ္တရာစာမဲ့ဖို့နိဗ္ဗာန်သုံးခုပဲရှိတယ်နာမည်နဲ့ပြောမယ်ဆိုရင်မဲ့လေးပါဖို့လေးပါနိဗ္ဗာန်လောကုတ္တရာတရား၉ပါးဆိုတာကြားဖို့နိုင်မယ်မဲ့လေးပါဖို့လေးပါနိဗ္ဗာန် ဒီမလေးပါဖိုလေးပါနိဗ္ဗာန်ကဘုန်းကြီးလည်းမရသေးဘူးဘိသက်တွေလည်းမရကြသေးဘူးအဲ့တော့အဲ့တော့ဘုန်းကြီးကလောကီလားလောကုတ္တရာလားမေးရင်ဘယ်သူပြောခီတုံးပဲရှိသေးတယ်ကိုယ့်ကိုမကုန်းနိုင်သေးဘူးအဲ့ဒါအဲ့လိုသာမှတ်တာနော်သင်္ကန်းဝဏ္ဏနဲ့လောကုတ္တရာမဟုတ်ဘူးလောကုတ္တရာမဟုတ်ဘူးအဲ့တော့လောကီလောကုတ္တရာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုလောကီယလောကနဲ့ပတ်သက်နေတော့မှရှိသေးတယ် လောကုတ္တရဆိုတာလောကကထွက်ခွာသွားပြီလောကုတ္တရတဲ့အထက်ရောက်သွားပြီဆိုမှလောကုတ္တရဖြစ်တာ